him back and also 2025 focus part 2 march 25ရက်နေ့မှာပြန်လာပြီဒီ master class လေးကအရန်ကို unique ဖြစ်တယ်တနှစ်မှာရမုံတစ်ခါပဲလုပ်တဲ့ master class လေးရမုံကလေးလေးမမွေးခင်က part 1ကို အချင်း join ထားတဲ့သူတွေနဲ့မငိုနေခုလောက်တော့ဗီဒီယိုပြောရဆိုတဲ့အခါမှာလူပြီးတော့လာပြောနေရတာ part 1ကိုခလေးလေးမွေးခင်ကဒီ2025 focus join တဲ့သူတွေနဲ့ဒီမှာ host လုပ်ခဲ့တယ်အခု part 2ပြန်လာပြီဒီ part 2မှာ information ကပို့ပြီးတော့များမယ် မှောင်ဆုံး highlight နေနေရကြတော့ကျွန်မအဲ့မှာ four elements ဆိုတာဘာလဲဒီ four elements ကိုကြည့်ပြီးတော့လူတွေရဲ့ nature ကိုသားသမီးရဲ့ nature ကိုလည်းဒီ four elements ကိုကြည့်ပြီးတော့ကျွန်မတို့ကအော်သူ့ nature ကဘယ်လိုရှိရလဲဆိုတော့သိနိုင်တယ်ကိုကကိုလည်းပြန်ပြီးတော့စီစစ်နိုင်တယ် reflection ဝင်နိုင်တယ်အဲ့ဒီအပိုင်းလေးကတော့ unique ဖြစ်တယ်နောက်တစ်ခုကျွန်မတို့ meditation တစ်ခုပတ်ကွာမှလုပ်သွားရှိတယ် so အဲ့ဒါကိုလည်းတော့မြန်မြန်ကြိုက်ကြရလို့ပြောတယ် astrological calendar မှာဆိုရဲခါကြရင် March 20မှာမှ astrological new year နှစ်သစ်ကအခုမှစတာ ဘယ်တော့လက်ရကျမတို့နောက်မကြသေးဘူးအခုလောလောဆယ်ကျမတို့ရောင်းနေတဲ့အချိန်ကျမအခုဗီဒီယိုရိုက်နေတဲ့အချိန်မှာကျမတို့ e-click နှစ်ခုကြာမှရှိတယ်နေချက်လာချက်မှုရဲ့အလေချာမှကျမတို့ကြားညက်နေတဲ့အချိန်မှရှိတယ်ခဏခဏကျမအဲ့ဒါကိုနှစ်တိုင်းပြောခဲ့တယ် e-click ကကျမနှစ်တိုင်းရှိတယ် e-click နှစ်ခုကြာမှရှိနေတဲ့အချိန်မှကျမတို့ကဘာအရရမှရှိတဲ့ဒီ politics မှာပဲဖြစ်ဖြစ်နိုင်ငံရေးမှာပဲစီးပွားရေးမှာပဲဖြစ်ဖြစ်မထင်မှတ်ထားလောက်တဲ့အပြောင်းလဲတွေဖြစ်တတ်တယ်ဒီတစ်ခေါက်ပတ်ကျူးမှာကနည်းနည်းလေးပို့ပြီးတော့ in depth အသေးစိတ်ပို့သွားမယ်။ဒီ master class ကိုတချို့ကပြောမယ် beginner ဖြစ်တဲ့အတွက်ကြောင့်မို့လိုက်နိုင်မှာမလားဆိုတဲ့အခါကျရင်ကျွန်မရဲ့ astrology ကို classes တွေကိုမ join ခင်မှာ2025 focus နဲ့အရင်ဆုံးစပါ။ဘာကြောင့်လဲဆိုတော့ဒီဥစ္စာလေးကကျွန်မက teaser လေးအရင်နဲ့ပြောထားတာ။အဲ့တော့ဟို astrology classes တွေမှာဆိုရဲခါကျကျွန်မ detail ဆွဲထုတ်ပြီးသင်တယ်။ဒီအားကြတော့ okay 2025ရဲ့ collective astrology energy ကဘယ်လိုမျိုးရှိတာလဲ။ collective energy ကိုကြည့်ပြီးတော့ဒါကို ဘယ်လို navigate လုပ်သွားမှာလဲဆိုတာကိုကျွန်မကခြုံပြီးတော့ပြောပြတာအရင်နှစ်တည်းတည်းမှာ join ခဲ့တဲ့ចောင်းသားတွေရဲ့ review လေးတွေကိုကျွန်မနည်းနည်းဖတ်ပြမယ်နော်မက်ခိုင်မာမြင့်ကနှစ်တိုင်းတစ်နှစ်တစ်ခါလုတ်တဲ့ရေမုန်စကားလက်ရဲ့ astrological focus နဲ့ insight ကတဲ့အဖိုးမဖြတ်နိုင်ဘူးဆိုတာတဲ့အရင်နှစ်နှစ်နှစ်ဆက်တိုက်နားထောင်ခဲ့ပေးကတဲ့အတွေ့အကြုံအရာသိခဲ့ရပါတယ်တဲ့မက်ခင် type ထွေးကကြတော့2024 astrology and energy prediction တက်ပြီးရင်တဲ့7 key astrology ကိုတက်မှချိန်မိပြီးတော့အရန်နားလေပြီးရှင်းသွားပါတယ်လေနှစ်ခုလုံးအရန်ကောင်းတဲ့ course တွေပါတဲ့ဒီနှစ်2025 focus part 1မှာ join ခဲ့တဲ့ကိုဇာနီအောင်ကပြောလဲဆိုတော့ ကိုယ့်ရဲ့ personal year number 4ပါတဲ့။ကိုက်ညီမှုကွက်တိပါပဲတဲ့။နှစ်ဆမှာတင်အိမ်ပြောင်းလိုက်ရပါတယ်တဲ့။ကျမက bonus အနေနဲ့ဘာကိုထည့်ထားလဲဆိုတော့ personal year number လူတိုင်းမှာဒီ2025 နှစ်ပေါ်မှာမူတည်ပြီးတော့ navigate လုပ်လို့ရမယ် number လေးရှိတယ်။အဲ့ဒီ number ပေါ်မှာမူတည်ပြီးတော့ကိုသွားနေတဲ့ direction ဆိုတာဘာလဲဆိုတော့သိနိုင်တယ်။ကျွန်မဒါကို bonus အနေနဲ့ထည့်ထားပေးတာ။ဘာတွေရသွားလဲဆိုတဲ့အခါကျတော့ကိုစာနီအောင်က तू 2022ခုနှစ်ထဲက the note master class ကို तू join နေ။ AAA ကိုလည်း तू join ခဲ့တယ်။အ Saturn return ကိုလည်း join နေ။ပြီးရင် Karma master class ကိုလည်း join နေ2024ပေါ့နော်။ပြီးတော့ FMC တိုင်းကိုလည်း तू join နေ။ Seven key to astrology ပြီးတော့အခုဒီ2025 focus ကိုလည်း तू join ထားတယ်တဲ့။ဒီစတဲ့ တင်နန်းများစွာကိုတဲ့ယူသေးလေးစားစွာတက်ရောက်တင်ကြခဲ့ပါတယ်။ဘာတွေရလိုက်လဲဆိုရင်နဲ့မိမုံရဲ့ energy နဲ့တသားတဲ့ကြာနေရလို့ခံစားရတယ်။ဒီတင်နန်းမမဟုတ်ပါဘူးတက်လိုက်တဲ့တင်နန်းနိုင်ကညံတွေကိုအလွှာလိုက်အလွှာလိုက်ပွင့်စေတယ်။ညံတွေပွင့်ပြီးအနေထိုင်အကျင့်စရိုက်တွေပါပြောင်းလဲလာတယ်။မိမုံကိုမိသားစု energy လို့ပဲခံစားရပါတယ်။အရာအလုံးတွေ thank you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  ဒီလိုမျိုး supportive ဖြစ်တဲ့ community positive ဖြစ်တဲ့ community တွေကိုကျွန်မပြန်ပြီးတော့အခုခလေးမွေးပြီးမှ part 2ကို ပြန်ဆောက်ရမယ်ဆိုတော့ I am so excited တခုချင်းမှပြောပြမယ်ဒီခါကျရင်မတင်တန်းနေဒီလိုမျိုးရောင်းနေလို့ကြည့်လိုက်လို့ဆိုတဲ့အခါကျရင်ဟာစီးပွားရေးတွေလုပ်တယ်ပေါ့နော်အမှန်တိုင်းပြောပြမယ်စီပွားရေးဆိုတာတက်တာကျမတို့ကတကယ်ကို passionate ဖြစ်လို့လုပ်နေရ။ကျမဟိုငငယ်လေးတွေက corporate တွေမှာလုပ်တုံးသွားဆိုတဲ့အခါကျရင် Saturday Sunday မှာကျမစထွက်တင်တာ။ပထမအဦးဆုံးလုပ်ခဲ့တဲ့အလုပ် professional အလုပ်ကလည်းကျမကဆယ်တန်းကျောင်းသားကျောင်းသူတွေကိုကျမစပြန်ပြတာ။ this is my passion ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီမိကတက်လို့မရအောင်ဒီ part 2ကကျွန်မ live တော့မလုပ်နိုင်သေးဘူးအဲ့ဆိုကျွန်မ live လုပ်မယ်ဆိုရင်ဒီဘက်မှာကခလေးအချိန်နဲ့ကြိုက်ခလေးတက်ရမယ်အချိန်နဲ့ကြိုက်ရဲဆို recorded video ပဲဒါပေမဲ့အချိန်လေးနည်းနည်းဆက်တော့ဖြစ်သွားပြီဆိုရင်တော့ကျွန်တော် FMC ပြန်လာမယ် FMC က I miss hosting FMC အားရသူတွေရဲ့ဘဝကိုပြောင်းလဲစေအောင်လားမကောင်ကျွန်မရဲ့ဘဝမှာလည်းအများကြီးပြောင်းလဲဖြစ်စေတယ်ပေါ့ဒီ FMC ကတော့အရန်ကိုနာမည်ကြီးတဲ့ ကျမရှိမှာအပြင်နေတိုင်းမှာ host လုပ်တဲ့ site ကိုလေးပေါ့နော်။ last score ပဲကျမတို့25ရင်းနေမှာစတော့မယ်။ part 2ကလည်းအများကြီး information ကျမပေးထားတယ်။အများနဲ့ကျမတို့ over deliver လုပ်လို့ရှိရယ်။ဒါကျမတို့ဒီ community လေးမှာလာပြီးတော့ အပြင်မှာပေါ့အရင် negative ဖြစ်နေတဲ့အချိန်တွေမှာဒီလိုမျိုးအကိုကောင်းရာကောင်းကျိုးကိုလွန်လာတဲ့သူတွေ supportive ဖြစ်တဲ့လူ positive ဖြစ်တဲ့လူတွေဒီ bubble လေးထဲမှာနေမှာပဲကျမတို့ဘဝကနေရထိုင်ရတာပို့ပြီးတော့တက်တာမယ်။နောက်ပို့ပြီးတော့အဆင်ပြေမယ်။ Come join I'll see you on the 25th. မမေကဗီဒီယိုရိုက်နေတာခလေးကမမေနဲ့နေကျင်တော့မမေကဘလို့ဗီဒီယိုဆက်ရရမှာလဲ။ခလေးကမမေနဲ့ဒီလိုနေကျင်တော့မမေကအမြဲဖတ်ထားမှရမှာလားခလေးကို။ဟမ်။ဟမ်။ခလေးလေးကိုမမေကဒီလိုဖတ်ထားမှရမှာလားလို့။ဟမ်။ Mm? We're gonna go to the park, huh? Yeah? You want Mickey? We do Mickey and we're gonna go to the park, okay? Hello, Chini. I'm Chini, buddy.